ကိုယ့်ရဲ့လုပ်ငန်းအစပေါင်းများစွာဒီထက်ပိုပြီးတော့မှကြီးထွားလာဖို့တိုးတက်လာဖို့ဆိုလို့ရှိရင်ဒီတစ်ခုကိုမဖြစ်မနေလုပ်ပါကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီတစ်ခုကိုမဖြစ်မနေလုပ်နေပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကုမ္ပဏီကျွန်တော်တို့လုပ်ငန်းကမြက်လာတဲ့အမြက်ငွေတွေက10 to 20% 10ရာခိုင်နှုန်းကနေပြီးတော့မှ20ရာခိုင်နှုန်းကို reinvestment fund အဖြစ်နဲ့ တီးတန့်ချန်ထားပါတီးတန့်ချန်ထားပြီးတော့မှအဲ့ဒီရလာတဲ့ငွေတွေကိုကျွန်တော်တို့က၄နေရာမှာပြန်ပြီးတော့မှသုံးဆွဲပါကိုယ့်ရဲ့လုပ်ငန်းအတွက်ပြန်သုံးဆွဲပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းတည်နှစ်အနေငယ်အတွင်းမှာအများကြီးကြီးထွားတိုးတက်လာပါလိမ့်မယ်ပထမတစ်နေရာကတော့ကျွန်တော်ဘယ်နေရာမှာလဲဆိုတော့ marketing နေရာမှာသုံးပါ ။နောက်ရလာတဲ့ငွေတွေကို marketing အတွက်အသုံးကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုလူတွေသိလာဖို့အတွက်မျိုးစုံကျွန်တော်တို့နေရာတွေမှာကျွန်တော်အဲ့ဒီငွေကိုသုံးပါ online offline နောက် social media ဘော်ဒီပေါ်မှာလည်းကျွန်တော်တို့သုံးပါ။နံပါတ်1ကတော့ကျွန်တော်တို့ပါလဲဆိုတော့ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက် training ပေးတဲ့နေရာမှာကျွန်တော်တို့သုံးပါ။ ဟိုဝန်ထမ်းတွေကို training ပေးခြင်းအပြင်သူတို့ရဲ့ skill တွေကကျွန်တော်တို့ပို့ပြီးတော့မှတက်လာမယ်သူတို့ရဲ့လုပ်ရည်ကံရည်တွေပို့ပြီးတော့မှကောင်းလာမယ်အဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ company ကပို့ပြီးတော့မှကျွန်တော်တို့တိုးတက်လာနိုင်မယ်နံပါတ်3နေရာကတော့ဘာလို့မှလဲဆိုတော့ system ချတဲ့နေရာမှာ ကိုယ့်ရဲ့ငွေတွေကိုသုံးခုနစုထားတဲ့ငွေတွေကိုသုံးအဲ့တော့ system ကြပြီဆိုလို့ရှိရင်ပြကြတယ်ကိုယ့်ရဲ့လုပ်ငန်းကကိုပါဝင်မှုနည်းနည်းဒါမှမဟုတ်ကိုပါဝင်မှုမရှိသလောက်နဲ့လဲပတ်လို့ရလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်ကိုကတခြားလုပ်ငန်းတွေမှာကိုယ့်ရဲ့အခြေအနေကိုပေးလို့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဘယ်နေရာမှာသုံးအောင်ပါလဲဆိုတော့ Tuesday သူတို့လုပ်ငန်းအတွက်အရေးကြီးတဲ့ Tuesday နော်အဲ့ဒီဟာတွေမှာကျွန်တော်တို့ဖြစ်တင်းမှာပြောချင်တာကကျွန်တော်ပစ္စည်းကိရိယာတွေထဲမှာပြန်ပြီးတော့မှရင်းနှီးမြှုပ်နှံမှာ မှာ software တွေထဲမှာရင်းနှီးမြှုပ်နှံမယ်ကိုယ့်ရဲ့လုပ်ငန်းတွေထဲမှာတုံးလို့ရတဲ့အရာတွေပေါ်မှာပြန်ပြီးတော့မှရင်းနှီးမြှုပ်နှံမှာအဲ့ဒါဆိုလို့ရှိရင်တော့တည်ကြတယ်ကိုယ့်ရဲ့လုပ်ငန်းကတိထက်ပို့ပြီးတော့မှအစပေါင်းများစွာတိုးတက်ကြီးထွားပါလိမ့်မယ်ဒီဗီဒီယိုလေးကနေပြီးတော့တခုခုတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်။ကိုယ့်အတွက်တခုခုတွေးလိုက်နိုင်နေဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပြပါအောင်။ဒီဗီဒီယိုစုံထောင်ကြည့်ပြတဲ့ကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်မှာမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။